ါဗာလေလွယ်လွယ်လေးနားလည်ထားရမယ်မေတ္တာဆိုတာသူများကို ချမ်းသာစေခြင်းနဲ့စိတ်ပဲဟုတ်လားမေတ္တာဆိုတာဗာလေသူများကိုချမ်းသာစေခြင်းတာဟုတ်လားဘေးရည်ရန်တွေကြားရောက်နေမယ်ဆိုရင်မချမ်းသာနိုင်ဘူးဒါကြောင့်ဘေးရည်ရန်တွေမကြမရောက်ပါစေနဲ့ကျမကြီးဖောက်ပြန်နေမယ်ဆိုရင်မချမ်းသာနိုင်ဘူးဒါကြောင့်ကျမကြီးတွေမဖောက်ပြန်ကြပါစေနဲ့ကျမကြီးကောင်းပါစေဟုတ်လား စိတ်ဆင်းရဲတရားတွေကြုံပြီးတော့စိတ်ကိုမထားတတ်ရင်လည်းပဲချမ်းသာမှာမဟုတ်ဘူးဒါကြောင့်စိတ်ကိုချမ်းသာအောင်ထားနိုင်ကြပါစေ၃ချက်ဖုံဖုံပြောလိုက်တယ်သတိလေးထားပြီးတော့နားထောင်ကြည့်နော်ဒါကြောင့်တောင်းတန်းစရာတော့ဘုရားကြီးတစ်ချိန်လုံးကမေတ္တာဘာဝနာမှာပေါင်ရောက်တင်းလို့နော်ထင်ရှားကြော်ကြတော်မူခဲ့တဲ့တောင်းတန်းစရာတော့ဘုရားကြီးမေတ္တာဖို့လေးရှိတယ်လွန်ကောင်းပြမာနဲ့လိုတတ္တဝဟူသည်မြတ်တို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှင့်ဖြာကျမ်းမှချမ်းသာကြပါစီ ထက်ကဆင်းရလားဟုတ်လားပြမနလူပြင်ပါတော့တတ္တဝါဟူသမျှတို့အပေပုံသားတွေကိုယူလိုက်ကုံသွားပြီနော်ပြမနလူတတ္တဝါဟူသမျှတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေဒါဆိုရင်ရပြီနော်အဲ့ဒါလေးကိုဆိုရိုးလေးကိုတကယ်ကြည်ပြောနေအောင်ကြက်မှတ်ပြီးတော့တူ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 လေးယွတ်နေစိတ်ကိုအဲ့ဒီထဲမှာထည့်ပြီးတော့ယွတ်နော် အယွတ်နေပါများလာလို့ရှင်ဒီစိတ်ထားလေးကပို့ပြီးတော့ဟိုလင်းနေမှုရှိလာတယ်ယွတ်တာနဲ့စိတ်ထားတာနဲ့ဟိုအဝင်ခွင့်ကျဖြစ်လာတယ်ယွတ်ယွတ်နေတာမဟုတ်ဘဲနဲ့စိတ်ရဲ့မြင့်မြတ်တဲ့စေတနာတွေကလည်းကိန်းဝတ်နေတယ်ပေါ့ဩတတ်တော်ကြီးဘေးရန်ကင်းကြပါစီနော်ကျမ်းမာရေးကောင်းကြပါစီနှလုံးစေဝံငြိမ်အေးကြပါစီဒါလေးကိုကိုကထပ်ခါထပ်ခါလုပ်နေလို့ရှိရင်မေတ္တာရဲ့သဘောဟာ နော်အလွန်တရာမှအာနိသင်ကြီးမာတယ်သူများကိုချမ်းသာစေခြင်းနဲ့စိတ်ထားပထမဦးစွာချမ်းသာစေခြင်းနဲ့စိတ်ထားနေတဲ့မိမိကိုယ်ကိုပို့ပြီးတော့အရင်ချမ်းသာစေလိမ့်မယ်ဓမ္မေတ္တာပို့တယ်ဆိုတဲ့နေရာမှာတချို့ကတမန်ငါရှန်ကားဖြင့်အာသူများအတွက်အလုလုနေတာလို့ထင်เสียရှိတယ်ဟုတ်တယ်သူများအတွက်လည်းအလုလုရာရောက်ပါတယ်တကယ်မေတ္တာအားကြီးရင်ပဝန်းကျင်ကိုအများကြီးကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်သို့တော့မေတ္တာပွားတာကိုဘုံဘုံကဘလို့ပြောနေတာလို့ဆိုတော့ ကိုယ်အတွက်အဓိကအလုံးလုံးနေတာလို့ပြောခြင်းကိုယ်စိတ်နှလုံးကိုကြိမ်ပန်များစွာဒုက္ခပေးနေတဲ့အလိုမချမှုဆိုတဲ့ဒေါသမီးတောက်ကိုနှိမ့်သက်နေတာလို့ဆိုခြင်းလေဟုတ်လားဒေါသရဲ့နှိမ့်ဆက်ခြင်းကနေပြီးတော့တတ္တာရအောင်ကြိုးပမ်းအထုတ်နေတာများသောအားဖြင့်ဘုဖုတို့ရဲ့စိတ်တွေကဒီအလိုမချမှုနဲ့ပဲပတ်ဝန်းကျင်လောကရဲ့ပုံမှာတုံ့ပြန်ကြတာများတယ်နော်ဘုဖုတို့ဒေါသတွေဖြစ်ကြတယ်ဆိုတာတက်မဲ့ အရာတွေရဲ့ပုံမှာဒေါသဖြစ်တယ်ဆိုတာအလွန်ရှားပါတယ်ဖြစ်ရင်လည်းပဲတိတ်ပြီးတော့နော်ဟိုပြင်းပြင်းထန်ထန်ကြီးမဖြစ်တတ်ဘူးပေါ့ဟုတ်လားတက်ရှိတွေပုံမှာပဲဖြစ်ကြတယ်ဟုတ်တယ်နော်တက်ရှိတွေပေါ်ဖြစ်တယ်ဆိုတာမှလည်းပဲအိဆန်တွေပုံမှာဖြစ်တာတဲ့နော်လူတွေပုံမှာပဲဖြစ်တာများတယ်လူတွေပုံမှာဖြစ်တယ်ဆိုတာထဲမှာလည်းပဲကိုယ်နဲ့မသိတဲ့လူတွေကိုယ်နဲ့သိတဲ့လူပုံမှာပို့ပြီးတော့ဖြစ်ကြတာများဘူးလားများနော်ဟိုပြောရရင်ကိုယ်နဲ့ဆက်ဆံနေတဲ့လူတွေရဲ့ပုံမှာအလိုမကျတဲ့စိတ်တွေနဲ့ဘုန်းဘုန်းတို့က အနေများကြတာပေါ့နော်တချို့စိတ်နှလုံးဟာမအေးချမ်းတော့တော့ပဝန်းကျင်လောကရဲ့ပုံမှာမြင့်မြတ်သောတုံ့ပြန်မှုတစ်မျိုးလို့မြင့်မြတ်တဲ့သဘောထားတစ်မျိုးလို့ဘုံကတော့ဆိုကျင်တယ်မေတ္တာဆိုတာရသော်ဗျာကတော့ယောဂီတို့မြေတန်းရွတ်နေတာပဲလေမေတ္တာတုတ်ထဲမှာလို့ဟောတာတော့ဣဒံစရဏိတိန်တော်ဝတေယံတော်ရာဝတ္တဝိတမိတော်ဣဒံတရိန်ဒိဋ္ဌိယဗျမမိတံဝိရတာမိရမဟုတ်ဟုတ်လား ရက်နေတဲ့အခါမှာပဲဖြစ်ဖြစ်၊သွားနေတဲ့အခါမှာပဲဖြစ်ဖြစ်၊ထိုင်နေတဲ့အခါမှာပဲဖြစ်ဖြစ်၊လျောင်းဆက်နေတဲ့အခါမှာပဲဖြစ်ဖြစ်တတ္တဝါတွေပုံမှာချမ်းသာစေခြင်းနဲ့ဆိုတဲ့မေတ္တာပြဋ္ဌာန်းတဲ့သတိကလေးနဲ့နေမယ်ဆိုလို့ရှိရင်အဲ့ဒါအလွန်မြတ်သောနေခြင်းဖြစ်တယ်လို့ဒီလိုပြောတာဟုတ်လား노ချားနေတဲ့အချိန်တိုင်းမှာတော့မြတ်စွာဘုရားမေတ္တာနဲ့နေစေခြင်းတာဟုတ်လားထိုင်နေနေသွားနေနေရက်နေနေအိတ်နေနေ သတိကလေးရှိတယ်ဘာသတိလေးလဲတတဝါတွေကိုချမ်းသာသိခြင်းတွေစိတ်လေးထားတဲ့သတိကလေးဟုတ်လားအေတံတတိအဋိဋ္ဌေယငါတတဝါတွေပေါ်ချမ်းသာသိခြင်းနဲ့စိတ်ကလေးထားပါမယ်လို့အမှတ် တတိလေးနဲ့နေတာပါဟုတ်လားအဲ့လိုနေမယ်ရှင်တပါတော့အလွန်မြတ်တဲ့နေခြင်းလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့ဒီမေတ္တာတရားအလွန်တရားမှတရားမတို့ဘုံတို့ရဲ့စိတ်နဲ့ဘဝကိုကာကွယ်ဆောင်ရှောက်နိုင်တယ်အထူးသဖြင့် ်ဒေါသမီလောင်ကျွမ်းခြင်းရတဲ့ပပယာရအောင်ကာဝယ်ဆောင်ရှောက်နိုင်တယ်ဒေါသကိန်ပဏ္ဏမေတ္တာယာနိဗ္ဗာန်ပင်တိနရုတ်တမအမြင့်မြတ်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာအလိုမချမှုဒေါသမီကိုမေတ္တာရေးဖြင့်နှိမ့်သက်ကြရဲလို့ဒီလိုမြင့်မြတ်စွာဘုရားနိလန်ပေးတယ်ဟုတ်လားအဲ့တော့ဒီနေရာမှာမေတ္တာတရားကဟိုစိတ်ကိုကာဝယ်ဆောင်ရှောက်တယ်ဆိုတာလေဘဝဟိုတောင်ကာဝယ်ဆောင်ရှောက်နိုင်တဲ့အစွမ်းတတ္တိတွေကိုမြတ်စွာဘုရားမြင်တော်မူတဲ့အတွက်ကြောင့်များစွာဟောတာတည်းရှိတယ်